မြတ်စွာဘုရားပရိနိဗ္ဗာန်စံဃာနည်းမှာမင်ကြားခဲ့တဲ့ဇာတ်ကားတစ်ခုရှိဒါပရိစိတ်ပရိနိဗ္ဗာန်စံဃာနည်းမှာပြောတဲ့ဇာတ်ကားဖြစ်တဲ့အတွက်ဒီဇာတ်ကားဟာအရေးကြီးတဲ့ဇာတ်ကားပဲဒီလိုသတ်မှတ်ရအောင်ဘလို့မင်ကြားတော့ဆိုတော့ခြေသားတို့တဲ့ငါမရှိတဲ့နောက်မှာငါဟောကြားတဲ့တရားတော်တွေကငါဖရာရဲ့ကိုစား သင်တို့ရဲ့ဆရာအဖြစ်နဲ့ဒီရှိပြီးတော့နေရစ်လိမ့်မယ်လို့ဒီလိုလေးမိတ်ဒီစကားလေးဟာမြတ်စွာဘုရားက तू မရှိတဲ့နောက်မှာ तू ဟောတဲ့တရားတွေကို तू ကိုစားထားခဲ့တာပဲဒါကြောင့်မို့လို့ဘုန်းကြီးတွေရောခုတိလရှင်တွေရောဒါခုမြန်မာနိုင်ငံအနေနဲ့ပြောတာပေါ့နော် ဒီဓမ္မကိုဘုန်းကြီးတို့အဓိကထားပြီးတော့ပူဇော်ရမှာဟောဖခင်ကသူ့ကိုဇာထားခဲ့တာသူ့ကိုဇာထားခဲ့တာအဲ့ဒါလေးကိုဘုရားဘာသာတွေနည်းနည်းစဉ်းစားသင့်တယ်လို့ထင်တယ်ဘာလို့စဉ်းစားသင့်တယ်လို့ထင်တာတော့လေဆိုတော့မြန်မာနိုင်ငံကို ပြန်ကြည့်လိုက်လို့ရှိမြန်မာနိုင်ငံအသည့်အသည့်မှာ GDP ပထိုးတွေအများကြီးတည်ကြတယ် ဖျားဆင်းသူတွေလည်းပဲအများကြီးထုလို့ပြီးတော့ကိုးကွယ်ကြဘုန်းကြီးတခါလေးလေးစဉ်းစားကြည့်တယ်ဘယ်မှာစဉ်းစားမိတာတော့ပြောရရင်တော့မာမြတ်မုန်ဒီဖျားအနောက်ဖက်ကြောက်စက်တန်းသွားတဲ့ခါမှာအဲ့ဒီမှာဖျားဆင်းသူတွေထုလို့ပြီးတော့ရောင်းချပြီးတော့နေတဲ့ဇေတန်းကြီးတွေကြည့်ရောင်းတဲ့ဟာတွေကလည်းရောင်းဝယ်တဲ့သူကလည်းဝယ်ထုတဲ့သူတွေကလည်းထုနေအမြင်နဲ့ကကြတော့ဩော်ဒါဖျားဆင်းသူတွေအများကြီးပဲ ဒီလူတွေကထုလုပ်ပြီးတော့ရောင်းနေသမျှကာလပါတော့ဒီလူပဲဝဲပြီးတော့ဘုရားဘာသာတွေပူပူဇော်နေကြအောင်ပါပဲအဲ့လိုစဉ်းစားမိတယ်ဒါကြီးကရှေးစင်ကလေးတဲ့နောင်ဘယ်တော့မှပြောက်မယ်မထင်ဘူးဒီစကြင်တောင်ကြီးကိုပြောက်မှပြောက်မယ်ထင်လာပဲတကယ်မြတ်စွာဘုရားမှာခဲ့တဲ့ဇကားကငါဘုရားမရှိတဲ့နောက်မှာငါဘုရားဟောကြားတဲ့တရားကတင်တို့ရဲ့ဆရာအဖြစ်နဲ့တည်ရှိပြီးတော့နေရလိမ့်မယ်ဆိုတဲ့ဇကားလေးအရာဆိုရင်တော့ အဓိကကတရားကိုအဓိကထားပြီးတော့ဘုန်းကြီးတို့ကိုးကွယ်ရမှာတရားကိုအဓိကထားပြီးတော့ပူဇော်ရမှာအဲ့ဒါအဓိကထားရမယ့်အချက်လေးကိုဟိုသတိပြုတဲ့ဘုန်းကြီးအမြင်ပြောတာနော်တဘုန်းကြီးအမြင်ပြောတာဟုတ်လားဟိုသူများနဲ့တော့အမြင်တူချင်မှတော့တူမှာပေါ့မတူချင်နေပြီဒီလေဘုန်းကြီးကတော့စာအကန်ပြောတာတရားကိုအဓိကထားရမယ်ဖះကိုယ်တိုင်ကအရေးကြီးလို့မှာခဲ့တာဒါပရိနိဗ္ဗာန်စံဃာတိမှာခဲ့တယ်ဆိုကြတဲ့အရေးကြီးလို့ပဲအဲ့ဒါကြောင့်မို့လို့ ဩဓမ္မဟာအရေးကြီးဆုံးပဲလို့တရားရဖို့ဆိုရင်လေဒီဓမ္မနဲ့မှပဲတရားရမှာပဲဩတရားကိုသိတာကိုတရားရတယ်လို့ခေါ်တာဟုတ်ဒီဓမ္မကိုသိအောင်လုပ်ရမှာပဲအဲ့ဒီဓမ္မကိုသိအောင်လုပ်တာကိုပင်လေဘုရားကလည်းဗာပြောတုံဆိုတော့ငါဘုရားကိုပူဇော်တာလေအဲ့လိုပြောခဲ့တယ်ဒါငါဘုရားကိုပစ္စည်းနဲ့ပူဇော်တာကိုငါဘုရားမနှက်သက်ဘူးတဲ့ဘုရားတရားကြီးကိုပြောတာနော် ပစ္စည်းနဲ့သူ့ပူဇော်တာမနှစ်သက်ဘူးတဲ့ဓမ္မနဲ့ပူဇော်တာပဲငါနှစ်သက်တယ်တဲ့ဒါလည်းပဲရှင်းတယ်ဘုရားဘုရားဘက်ကတော့စကားတော်တော်ကိုရှင်းရှင်းကြီးပြောခဲ့တာပဲသို့တော်ဒီနောက်ကလိုက်တဲ့ပုံကိုယ်တွေအနေနဲ့အဲ့ဒီအချက်လေးတွေကိုအလေးအနက်ထားရမယ့်အချက်လေးတွေကိုဟိုနည်းနည်းမြန်မာနိုင်ငံမှာသတိမထားမိဘူးလို့ထင်တာပဲဘုန်းကြီးကတော့အဲ့ဒီဓမ္မကိုအဓိကထားရမယ်ဟုတ်လားအိမာယဓမ္မနုဓမ္မပฏิပတ္တိယဗုဒ္ဓံပူဇေမိ ဗုဒ္ဓမြတ်စွာဘုရားကိုဣမာယဓမ္မနုဓမ္မပတိပတိယဣတရာဘုရားဟောကြားတဲ့တရားလျော်စွာကျင့်ရင်းဖြင့်ပူဇေမိပူဇောပါ၏ဒါဘုရားနဲ့တဲ့ပူဇော်နည်းပဲဘုရားဟောကြားတဲ့တရားနဲ့လိုက်နာကျင့်သုံးကျင့်သီးပဲလေရင်ဒါတရားကိုပူဇော်တာအဲ့ဒီတရားကိုပူဇော်ခြင်းဖြင့်ပဲဘုရားကိုပူဇော်တယ်ဒါဘုရားကိုအထူးပစ္စည်းနဲ့ပူဇော်တာမဟုတ်ဘုရားဆုံးမတဲ့တရားစကားနဲ့လိုက်နာကျင့်သုံးတာသီးပဲလေရင်ဒါဘုရားကိုပူဇော်ရရောက်တယ်ဒါဘုရားပြောတာ အဲ့ဒီမူဇော်လေးကိုဘုရားကနှစ်သက်တယ်အဲ့တော့ဘုန်းကြီးတို့အနေနဲ့လည်းပဲဘုန်းကြီးတို့ကိုယ်တိုင်သင်္ကန်းဝတ်ပြီးတော့ဘုရားတပည့်အမိခံတယ်ခံပြီးလို့ရှိရင်ဘုရားဟောကြားတဲ့တရားတွေကိုသိအောင်အားထုတ်ခဲ့တယ်သိပြီးသိပြီးတော့ကိုယ်မသိသေးတဲ့ကိုယ်တပည့်တွေကိုပြန်ပြီးတော့သင်ကြားပို့ချပေးတယ်တရားရကမတွေကိုလည်းပဲတတ်နိုင်သမျှတကက်စစ်မှန်တဲ့တရားဓမ္မကိုသိအောင်နားလည်အောင်ဟောပေးတယ် ဒါဘုန်းကြီးတို့အဲ့ဒီလုပ်ငန်းကြီးလုပ်နေတာဒီရတရားကိုပူဇော်တာပဲအခုဒါမြတ်ဝတီသီလရှင်ဆရာကြီးဆရာလေးတွေလည်းပဲဒီတိုင်းပဲဒါသူတို့ကိုယ်တိုင်သီလရှင်ဝတ်တယ်သီလရှင်ဆိုတာအမှန်ကတော့ဘုရားလက်ထက်ကဆိုရင်တော့ဒါဘိက္ခုနီပဲဘိက္ခုနီပဲဘိက္ခုနီကအဆက်ပြတ်သွားတဲ့အတွက်ဆက်လို့ရတာနဲ့ဆက်ထားတာရှင်းရှင်းပြောရလို့ရှိရင်တော့ဟိုလိုဟိုကြီးကြီးလိုတန်လို့နဲ့ခေဆက်လို့မရတဲ့အခါကျကော်နဲ့ကတ်တယ်လို့ပဲသီလရှင်နဲ့ပဲဆက်ယူတာ ဘာပဲဖြစ်ဖြစ်လေးဘာနဲ့ဘာနဲ့ဆက်ဆက်ပေါ့အလုပ်ဖြစ်ဖို့အရေးကြီးတာပဲဘုန်းကြီးကပြောတယ်တိလရှင်လည်းပဲတိလရှင်ဆိုပေမဲ့လို့ဘိက္ခုနီတွေအတွက်မြတ်စွာဘုရားပြညာထားတဲ့သိက္ခာပုဒ်တွေရှိတယ်ဒါသူတို့သိတယ်သူတို့ဒါဒီသိနေတာပဲဘိက္ခုနီဝိပင်းဆိုတာသူတို့သိနေတာပဲအဲ့ဒါတွေလိုက်လာခြင်းသုံးနေရင်ဒါသူတို့သူတို့လည်းဘိက္ခုနီပဲဟိုလိုအတွက်အားဖြင့်မဟုတ်တော့လည်းပဲလက်တွေ့အကျင့်သုံးခြင်းအားဖြင့်ဟုတ်နေတာပဲလေဟုတ်နေတာပဲအဲ့ဒီလိုကိုယ်တိုင် တိလရှင်ဝိပြီးတော့ဒီတရားတွေကိုသိအောင်လုပ်နေတာဒီဓာတရားကိုပူဇော်တာပဲအဲ့ပူဇော်တာပဲအဲ့လိုဘုရားတရားကိုသိအောင်လုပ်ပြီးတော့ဘုရားတရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ရှိနေတာကိုပဲလည်းသာသနာတည်တယ်လို့ခေါ်တာဘုရားစကားကိုသိအောင်လည်းမလုပ်ဘူးလိုက်နာလည်းမကျင့်သုံးဘူးဆိုရင်အဲ့ဒါသာသနာကွယ်တယ်လို့ခေါ်တာခိုးလို့ကြီးဝုံတိုင်းနဲ့ပျောက်သွားတာမဟုတ်ခေါင်းကပြောတယ်ဘုရားဆင်းလူတွေကကြံရဲမှာပဲအခုလက်ရှိကြံနေပြီလေဒါလိုက်ကြည့်လိုက်ရှင်းရှင်းလေးပဲ ဟိုအဘကနေစတာမှာကြည့်ပါလားဟိုမှာလာလီပန်နေဒိုင်းဒိုင်းနေမနဲ့ခွဲပြတဲ့ဆင်းလူကြီးတွေဆင်းလူကြီးတွေရရှိနေတာပဲလေအဲ့ဒီမှာရှိမှမရှိတော့ဘူးနဲ့ဗုဒ္ဓဘာသာတရားလိုက်နာကျင့်သုံးနေသူမရှိတော့အဲ့တော့လူတွေအဓိကလူတွေရဲ့တဏ္ဍာမှာအဲ့ဒီတရားဓမ္မကိန်းအောင်လုပ်ပေးရမှာလူတွေရဲ့တဏ္ဍာမှာအဲ့ဒီတရားဓမ္မကိန်းအောင်မလုပ်ခဲနဲ့ဟိုဖျားကြီးတွေရှောက်တယ်နေလို့ကတော့အဲ့ဒါမရဘူးခုဒါလက်တွေ့မြင်နေရတယ်အင်ဒိုနီးရှားသွားကြည့်ဟိုမှာဘောရဘုဒ္ဓတွေဖျားကြီးရှိတာပဲမရှိတော့ဘူးလိုက်နာကျင့်သုံးတဲ့လူကအဲ့ဒီနိုင်ငံတွေမှာ ပျောက်ကုန်အဲ့တော့လက်တွေ့အားဖြင့်မျက်မြင်အားဖြင့်လည်းပဲပိဿကမှာအဲ့ဒီလိုမြင်နေရပြီအဓိကကတော့ဒီဖះမှားထားခဲ့တဲ့အရေးတကြီးမှားထားခဲ့တဲ့တရားကိုအဓိကထားပြီးတော့လူတွေရဲ့အတန်တာမှာဖះဟောကြားတဲ့တရားတွေကိန်းအောင်အောင်လုပ်ပေးတာကမှသာလျင်ဒါသာသနာပြုရာရောက်တယ်သာသနာထိန်းသိမ်းစောင့်ရှောက်ရာလည်းပဲရောက်တယ်အဲ့ဒီလိုပုံကိုယ်တွေကိုပံ့ပိုးပေးတာကူညီပေးတာဒီပဲလျင်ဒါတရားတော်ကိုပူဇော်တာပဲ အဲ့ဒီတရားတော်ကိုပူဇော်ခြင်းသေးပြီလျင်ဖရာမြတ်လို့တဲ့ပစ္စည်းနဲ့ဖရာမြတ်ဆိုတဲ့အရာနဲ့ဖရာကိုပူဇော်ရရောက်တယ်လို့အဲ့ဒီလိုနှလုံးသွင်းရမှာအဲ့တော့မြတ်စွာဘုရားသာသနာတော်ကြီးတကယ်တည်တတ်စေခြင်းလို့ရှိရင် တကယ်ကိုယ်တိုင်ဖရာဟောတရားကိုသိအောင်လုပ်ပါသိပြီလို့ရှိရင်တစ်လုံးသိတစ်လုံးနှလုံးသိနှလုံးကျင့်ပါကျင့်နေတဲ့အခါကာလမှာတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့သာသနာမှာဒါသာသနာတည်တယ်လို့ခေါ်ပါတယ်ဒါသာသနာတည်နေတာအဲ့ဒီပုဂ္ဂိုလ်က ဟိုတချို့ကထင်တာကသာသနာကွယ်တာကိုပြက်ကြရင်နဲ့သွားတွေ့တယ်9000နဲ့နှစ်9000ရမှာကွယ်မယ်လို့ထင်နေတယ်မဟုတ်ပါဘူးအခုလည်းပဲကွယ်တဲ့သူကွယ်နေတာပဲလူတွေမှာဖះဆိုးမှအတိုင်းမတည်ဘူးဆိုရင်အဲ့ဒီလူကသာသနာကွယ်နေတာပဲဖះဆိုးမှတည်ပြီးတော့ဖះဆိုးမှတဲ့နေတယ်လို့ရင်အဲ့ဒီပုဂ္ဂိုလ်ကသာသနာသူ့မှာတည်နေတာပဲသူ့တဏ္ဍာမသာသနာတည်တာလူရဲ့တဏ္ဍာမှာပဲသာသနာကတည်တာဆိုလိုရင်ကဟိုအရာဝတ္ထုတွေပစ္စည်းတွေရုပ်ဝတ္ထုတရားတွေပေါ်မှာမတည်ဘူးလို့ပြောကျင်တာဘုန်းကြီးပြောကျင်တာ လူရဲ့အတွင်းစိတ်ထဲမှာဖရာတရားဂိမ့်လားမဂိမ့်လားအဲ့ဒါကိုတကြည့်လိုက်။သူအတွင်းစိတ်ထဲမှာဖရာတရားဂိမ့်နေဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဒါသာသနာတည်တယ်လို့ခေါ်တယ်။ဓမ္မတည်တာမှသာသနာတည်တာပဲ။အဲ့ဒီဓမ္မတည်အောင်လုပ်အောင်ကိုကိုယ်တိုင်လည်းတည်အောင်လုပ်အောင်။သူများလည်းပဲတည်အောင်လုပ်ပေးရမှာ။သူများကိုတည်အောင်လုပ်ပေးတာကိုအဲ့ဒါသာသနာပြုတယ်လို့ခေါ်တယ်။အဲ့ဒါဓမ္မယိဒီမှာရေးထားတာသာသနာဓာယိကာမှာရေးလို့အမိတတ်တာ။အဲ့ဒါသာသနာဓာယကာဆိုတာအဲ့ဒါမျိုးကိုပြောတာ။တကယ်သာသနာကိုတကယ်ထောက်တာ။ တကယ်သာသနာတည်အောင်လုပ်တာကိုကိုတိုင်းလည်းပဲဘုရားအဆုံးအမတိုင်းနေတာသူတို့ဘာလဲဘုရားအဆုံးအမတိုင်းနေအောင်ပံ့ပိုးပေးတာကုညီးပေးတာအဲ့ဒါသာသနာဓာယိကမှာပဲသာသနာတကအစစ်ပဲအဲ့အဲ့ဒါလေးကိုသိရမှာဒါကြောင့်မို့လို့ဒီကနေ့ပရိယတိသာသနာတက်ကတော့ဆွန်းလာဒူလာဟာရိုးရိုးသာမကုသိုလ်ဖြစ်ခြင်းလို့မဟုတ်ဘူးကုသိုလ်ရတာမှကြီးဘယ်လူဘယ်ကြောင့်လူလူဘယ်ဘုန်းကြီးလူလူကုသိုလ်ကုသိုလ်ရမှာပဲဒါနာကုသိုလ်ရတော့ရမှာလေဘုန်းကြီးပြောကြတာအဲ့ဒီသာသနာကုသိုလ်ကိုပြောတာမဟုတ်ဘူးခုနကဝိမာယဓမ္မတုဓမ္မပฏิပတ်တိယာ ဗုဒ္ဓမူဇေမီဆိုတဲ့အတိုင်ဓမ္မတုဓမ္မပฏิပတ်နဲ့ပူဇော်တာကောမှဘုရားကနှစ်သက်တယ်လို့ပြောတဲ့အတွက်ဘုရားနှစ်သက်တဲ့နီးနဲ့ပူဇော်တာဒါတရားတော်ကိုဒါတိသာသနာတကယ်ဆိုဆိုတာတရားဓမ္မကိုသင်ကြားပို့ချပေးနေတဲ့ထင်းသိဆောရောက်နေတဲ့ဌာနကြီးပဲအဲ့ဒီဌာနကြီးကိုလားလှူတာအဲ့တော့ဒီပုဂ္ဂိုလ်တွေကိုလှူတာမဟုတ်ဒီပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းကိုလှူတာလို့အဲ့လိုထည့်အောင်တွေ့ရတယ်ဟုတ်လားပုဂ္ဂိုလ်တွေအောင်လှူလိုက်လို့ချင်းပုဂ္ဂိုလ်ကဟိုကောင်းတာရှိတယ်မကောင်းတာရှိတယ်လုံကောင်းကြတော့မကောင်းတာလည်းမရှိတော့ဘူးဒီလုံကလုံနေရင်အကောင်းမယ်အဲ့ဒီလုံကက အကောင်းပဲအဲ့ဒီလို သာသနာအတွက်အလို့လုံနေလို့လူတာအလို့ကိုနှလုံးသွင်းလိုက်ရတယ်အဲ့ဒါဆိုဓမ္မသီတိအောင်ဓာတ်ရိုက်ရောက်လာကိုလူတဲ့ပစ္စည်းရအဲ့ဒီလိုဓမ္မသီတိအောင်ဓာတ်ရိုက် ပို့ပြီးတော့လှူလိုက်တဲ့လူမှသာသနာကိုပူဇော်ရလဲရောက်တယ်တရားကိုပူဇော်ရလဲရောက်တယ်ဖရာကိုပူဇော်ရ